စစ်တရစတဲ့လေဒီတိုက်ခိုက်လို့မြန်ကမအစကပြည်သူကပွဲရေဝတ်တုံးချဆောင်စစ်တရစတဲ့လေဒီတွေတိုက်ခိုက်လို့မကွေတိုင်းမြန်မြုပ်နေနဲ့ကမမြုပ်နေဂျာကပြည်သူကပွဲရေဝတ်တုံးက အသက်ဆုံးရှုံးခဲရတယ်လို့ညာမီတပေါင်းစုကဒီနေ့ညနေပိုင်းမှာရပီကောတရင်ဌာနကို ပြောပါတယ်မင်းည9နာရီခန့်ခုတ်ကူတက်မှတရားတက်မှာ စစ်တပ်တွေကအညာမြေတပေါင်းစုစခန်းခွဲကိုဘုံသီးနှလုံးကျဲချတိုက်ခတ်ခဲ့တာလို့အညာမြေတပေါင်းစုတာဝန်ရှိသူက ရှင်းပြပါတယ်။အခြားရဲဘော်တွေတော့ထိခိုက်မှုမရှိပါဘူး။ဒီရဲဘော်၃ယောက်ပဲကြဆုံသွားတာပါ။ဒီတကွယ်ရဲဘော်တွေကစေကူတာခွင့်မရပဲနေရာမှာတင်ကြဆုံခဲ့ရတာလို့သိရပါတယ်။ကြဆုံရဲဘော်တွေကခေါအောင်မြိုင်မှာရဲဘော်ဗလား PMPDMI ရဲဘော်နိုင်ကြီးနဲ့အများကြီးတပေါင်းစုစခန်းမှုတဆိတ်မှုရဲဘော်တေမင်းတို့ဖြစ်တယ်လို့အများကြီးတပေါင်းစုကထုတ်ပြန်ထားပါတယ်